အားလုံးမင်္ဂလာပါအဲဒီနေ့ချစ်ကိုချစ်မတွေကိုကျွန်တော်တောင်ပြန်မွေးတစနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်အဲအဲ့ဒါလေးကတော့ကျွန်တော်တို့ဒီတွန်တွေးဖက်ကထွက်တဲ့အဲတောင်ပြန်လေးပေါ့တွန်တွေးသဝမ်းတို့ဖက်ကထွက်တဲ့တောင်ပြန်သမင်းအရင်ရှည်တယ်เนาะအဲအဲ့ဒါလေးကိုကျွန်တော်သမင်းရှက်နေတယ် ဆန်သားလေးပြမယ်အဲဈေးတန်းကကြတော့ချစ်ကိုချစ်မတဲ့ကျွန်တော်ဖုန်းဆက်ပြီးတော့မေးပါတော့เนาะအဲလယ်လီလေးကျွန်တော်တို့စနေတပတ်မှာစနေနေ့တိုင်းပို့ပေးပါတယ်အရင်ပတ်စနေနေ့ကလည်းကျွန်တော်တို့ပြီးတော့ပြီပေါ့เนาะအဲဒီတပတ်မှာလည်းကျွန်တော်တို့လယ်လီစားသမားတွေအတွက်เนาะစနေနေ့အဲအရောက်ပို့ပေါ့เนาะအဲပစ္စည်းရောက်မှငွေရှိစနေနေ့တပတ်မှာစနေနေ့လောက်ကိုမာယူလို့ရတယ် အဆင်ပြေတယ်ဆောင်းပေးလို့ရတယ်ဆိုရင်တော့ကျွန်တော်တို့စီကလဲလီမာယူလို့အားပေးလို့ရပါတယ်အဲဒါမဆောင်းနိုင်ဘူးဆိုရင်လည်းလာရောက်ပြီးတော့အာလာဝေအားပေးလို့လည်းရတယ်လာရင်လည်းကျွန်တော်တို့လက်ကားစင်းနဲ့ပဲတအိတ်ဖြစ်ဖြစ်တပိုင်းဖြစ်ဖြစ်လက်ကားစင်းနဲ့ပဲရောင်းပေးပါတယ်เนาะချစ်ကိုရှင်မတို့အကောင်းပြီဒါဆိုရင်ကျွန်တော်ဒီနေ့အဲဒီတောက်ပြန်လေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ဒီမှာပါเนาะဒါလည်းကတော့တောက်ပြန်ဆန်သားဖြစ်ပါတယ်တောက်ပြန်မွေးပါเนาะအင်းတောက်ပြန်သမင်းတောက်ပြန်မွေးကတော့ကျွန်တော်တို့ဒီသမင်း အလုံးထော်ကြည့်တယ်ထမင်းရှည်တယ်ပေါ့နော်အဲအဲ့ဒါဘလို့နေထားရှိလဲဆိုတာကို ကျွန်တော်နဲ့အတူတူကြည့်မယ်ဟောဒါလေးကတစိမ့်လေးပါတယ်ပေါ့နော်အဲတစိမ့်လေးပါပါတယ်ဆန်ဆဲတစိမ့်လေးပါတယ်အဲကျွန်တော် တို့ဒီဥစ္စာလေးကိုဈေးတန်းလေးကိုကြတော့ကျွန်တော်ကို ဖုံးဆက်ပြီးတော့ပြောပြပါလက်လီရော လက်ကားရော ကျွန်တော်တို့ဒါသူစင်းနဲ့သူပေါ့နော်အဆင်ပြေအောင်လေးဖြစ်အောင် ရောင်းချပေးပါမယ်ကဲကျွန်တော်တို့ဆူနေပြီเนาะကဲကြည့်ပါမယ်ထမင်းသားအနေထားလေးဘယ်လိုရှိလဲ ကဲနော်ဒီမှာနော်ချီကိုရှင်မတို့ oh my god မထမင်းတွေများနေတယ်နင်းနေလေးအဲအဲအဲပပလေးပဲအဲဟုတ်ပြီအဲအဲ့အနေတော်လေးလောက်ရှိတာအဲဟုတ်ပြီနော်အာဒီမှာနော်ဒီမှာနော်ထမင်းတွေရှည်တယ်နော်အာနောက်တစ်ခေါက်မှအဲထမင်းသားအဲဟုတ်ပြီโอเคဒီမှာနော်ဟိုတက်တယ်နော်အဆူလေးခံတယ်နော်โอเคပါကဲအိုးလေးတက်တယ်အဆူလေးခံတယ်ချစ်ကိုချင်းမတော့နော်ကဲထမင်းအချင်းနဲ့ဘလို့ရှိလဲဆိုတော့ကျွန်တော်တို့အရင်ကြီးလိုက်မယ်နော် ကဲလာပါပြီเนาะကျွန်တော်တို့ချစ်ကိုရှင်မဒီမှာเนาะအာကျွန်တော်တို့တောင်ပြန်မွေးအဲဆန်ကိုဆက်ထားတာပါထဲတာနဲ့ဦးတိုင်เนาะအော်ဆန်နေနေလေးပဲချက်တာလားဟုတ်။အော်အဲနော်ဆန်နေနေလေးပဲချက်တာနော်ဒါအိုးတွေအများကြီးနော်ထမင်းတွေနော်ချစ်ကိုရှင်မတော့အာနော်ဒါထမင်းလို့စီဘူတပူလောက်ရှက်ရယ်ဆိုရင်ဒီထမင်းအိုးအများကြီးလောက်ကိုတက်သွားနိုင်တယ်နော်။ကဲအိုးတက်တာထမင်းရှည်တာကြိုက်တဲ့ချစ်ကိုရှင်မတွေနော်ဒီတောင်ပြန်လေးရမယ်နော်။ကဲစားသုံးသူတွေအတွက်ရော ဆံပြန်ရောင်းချနေကြတဲ့လူတွေတွေ့ရောနော်မာယူအားပေးဖို့အတွက်ဖိတ်ခေါ်ပါရယ်နော်ချစ်ကိုရှင်မတော်နော်အဲကျွန်တော်တို့ဒီနေ့ရှက်တဲ့တောင်ပြန်မွေးလေးကို မာယူချင်တယ်ဆိုရင်တော့သူများကို66900 646 6 6တော့အမြန်ဆုံးဆက်တင်มาယူလို့ရပါတယ်အဲလက်ကားရောလက်လီရောအဲကျွန်တော်တို့ချစ်ကိုရှင်မတွေဈေးတန်းလေးတွေကိုဖုံးဆက်ပြီးတော့အဲဒါမေးပေးကြဖို့เนาะဖုံးဆက်ပြီးတော့လည်းมาယူအားပေးကြဖို့